မင်္ဂလာပါစနုပါ7 day challenge ရဲ့ day 5လေးကနေပြန်ပြီးတော့ကျူစလိုက်ပါတယ်။ကဲအဲ့တော့လေ့ကျင့်ခန်းလေးတွေစလိုက်ရအောင်။ချက်ကလေးတွေတတောင်တတားလေးမတည့်ရထားမယ်။ lesson မယ်။ဆဝိုင်းလေးကိုအရှိ့ကိုစက္ကန့်30အနောက်ကိုစက္ကန့်30တိတိလေးနဲ့မြန်မြန်လေးဝိုင်းမယ်နော်။ဒီ direction လေးတစ်ခုကိုစက္ကန့်30နောက်ထပ် direction လေးတစ်ခုကိုစက္ကန့်30ဒါလေးရတော့မှတ်မိလောက်ပါပဲ။ ပင်းချောင်းလေးကတ်မယ်လက်လေးကတ်မယ်ချက်မင်းချက်လေးနော်အမျိုးလေးနော်ဒါလေးကိုတိုင်မာလေးပေးပြီးတော့10မိနစ်လေးသွားရမယ်ကဲဒါလေးပြီးတော့လို့ရှိရင်လက်သေးလေးထိုးမယ်လက်သေးလေးထိုးမှငါကြတော့ခြေထောက်ကလေးကိုကိုကနဲ့လေးချဲထားလိုက်ပေါ့နော်ပြီးရင်လက်သေးလေးကိုဆုပ်ပြီးရင်မရှိလေးမှထားမယ်အရင်လာဖို့မလို့ perfect ဖြစ်ဖို့မလို့ကိုရဲ့အပေါ်ပိုင်းလက်မောင်းအားလေးတွေသုံးဖို့ပဲလိုတယ်ဒီတိုင်းလေးတံောင်လေးကတ်ပြီးတော့ဟိုးထားမယ်ပခုံးလေးဖြောထားမယ်အရှိကိုဆန်းထုတ်မယ်ရှေ့ကိုဆန်းထုတ်ကိုရဲ့ target ကိုတေချာလေးကြည့်အဲ့ဒါလေးကိုအမြန်လေးနော်တက် နဲ့အမျိုးလေးပဲညာပဲညာအဲ့ဒါလေးကိုတိုင်းမာလေးပေးပြီးတော့တမနေလေးသွားမယ်အရှိန်လေးထည့်ပေးမယ်နော်ခဏကအပေါ်ပိုင်းလေးနည်းနည်းလေးအလိုက်တင့်လေးလိုက်ပေါ့နော်ထိုး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 ကဲဒါလေးကိုတမနေလေးသွားပေးပါဒါလေးပြီးသွားရင်လမောင်းအောင်လေးသွားကြမယ်လမောင်းအောင်ကကြတော့ဒူးလေးထောင်လိုက်အရင်ဆုံးဒူးထောင်မယ်ခြောက်နှစ်ဖက်နည်းနည်းလေးချဲတာလက်ကကြတော့ခြေထောက်ဘက်ခြံကို point လုပ်မယ်ဒါမျိုးလေးနော် ဝိုင်းလုံးမယ်အရင်ကတ်မချနဲ့နည်းနည်းလေးခွာထားမယ်ပြီးရင်တထောင်လေးတွေစမ်းထုတ်မယ်ခါးလေးတွေစမ်းထုတ်မယ်နော်တင်မားလေးကိုမြောက်လိုက်မြောက်ပြီးသွားရင်တထောင်လေးကိုကွေးမယ်တင်မားလေးထိမယ်ပြန်ဆက်တထောင်ဘေးကိုမကားစေနဲ့အနောက်တက်တဲ့ကိုဝိုင်းလုံးမယ်နော်ချမယ် push ချမယ် push ဒါမျိုးလေးနော်အရင်ကြီးတော့ထီအောင်မှာမဟုတ်ဘူးဒါပေမဲ့အချိန်ရများလာလို့ရှိရင်ထီလာလိမ့်မယ်အဲ့ဒါလေးကို15ချက်ပဲသွားပြီးမယ်နော်ချမယ် push ချမယ် push ချမယ် push ဒါမျိုးလေးနော် ကဲဒါလေးပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ခုက plan ထောက်မယ်။ plan လေးကကြတော့ apple plan လေးနော်တထောင်ချရတဲ့ plan လေး။ပခုံးအောင်တတဲလေးမှာတထောင်လေးချမယ်။ခဏကိုပုံပိုင်းလေးကိုတစ်ဖြောင်းနဲ့ထားမယ်။ဘိုင်လေးညှင်မယ်။ပခုံးရဲ့တင်မာရဲ့ခြေတော့ရဲ့တလိုင်းနဲ့ဖြစ်နေရမယ်နော်။ဘိုင်လေးကိုညှစ်ထားကြောကုန်းလေးတွေပြန်တွန်းထားလမောင်းအားလေးကြောကုန်းအားလေးအကုန်မြှောက်သုံးမယ်။တက်ကိုပုံမှန်လေးရှူဒီလိုအောက်ကြီးကိုအလုံးမငုံမကြည့်နဲ့နော်။လက်ကြားထဲကိုကြည့်ထားမယ်။ဒါလေးကို10မိနစ်လေးသွားပြပါ ကဲတော့ခုနကစနိုးလို့လောက်ခဲ့တာကြလေ့ကျင့်ခန်းလေးက၅မျိုးပေါ့နော်အဲ့၅မျိုးကိုနိုင်နေဆိုလို့ရှိရင်၅မျိုးတစ်ခါ၅မျိုးတစ်ခါ၅မျိုးတစ်ခါ၃ချောလောက်ပြရမယ်မနိုင်ဘူးဆိုလို့ရှိရင်အစားဆုံးတစ်ခေါက်ပဲလောက်ပြရပါမယ် day 6လေးမှာပြန်ပြီးတော့တွေ့ကြမယ်တက်တာ